နေပြည်တော်ကောင်စီနယ်မြေမှာနန်းနင်းကြောင့်ပြိုကျပျက်စီးနေတဲ့နေအိမ်တွေကပျက်စီးတွေကိုကားရီနဲ့ခိုးယူတဲထုတ်နေတယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။နေပြည်တော်ကောင်စီနယ်မြေ MICC2 ကန်းတော်အင်ယာခရီးအင်ယာအပဝင်းနန်းနင်းကြောင့်ပြိုကျပျက်စီးနေတဲ့နေအိမ်တွေအတွင်းကပျက်စီးတွေကိုဝင်ရောက်ပြီးဖောက်ထွင်းယူနေတယ်လို့မြို့ကန်တွေကပြောပါတယ်။နေပြည်တော်မှာမလုံခြုံတော့ဘူး။ညဘက်တောင်ယူတာမဟုတ်ဘူး။ နေမန်ကြီးဘသူမှကယူမဆိုင်ဘူးပေါ်တင်မဲ့ကားရင်နဲ့တည်ယူနေကြတာအဲခွန်းကစပီးဖြုတ်ယူနေကြတာဓမြတိုင်းတာတွေကလှုပ်လာကြတယ်အပြက်စီးတွေအနာသူတို့ကလည်းအရင်လိုသိမ့်မရှိတော့ဘူးဟိုတစုဒီတစုပဲနေနေကြရတယ်လို့နန်းစီတရံဝန်ထမ်းတူက ARR Times ကိုပြောပါရယ်ဒါအပြင်ငနေချောင်းပြူချပျက်စီးနေတဲ့နေအိမ်တွေကပျက်စီးတွေအပြင်တော့ခက်ပိတ်ထားတဲ့နေအိမ်တွေကပျက်စီးတွေကိုလည်းတော့ရိုက်ဖွင့်ပြီးတော့ကားတွေနဲ့တင်ဆောင်ယူသွားတယ်လို့လည်းမြို့ကန်တွေကပြောပါရယ် မက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြောင့်တနိုင်ငံလုံးတိုင်းတာနဲ့၄ရောင်နီးပါတေဆုံးခဲ့ပြီးနေပြည်တော်မှာ600ကျော်တေဆုံးတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်လုံးကြုံရေးအတွက်ကင်းလဲတဲ့ဆိုပြီးပတ်နေတဲ့ဖွဲ့ရီရှိတယ်။လစ်တာနဲ့အကုန်သေးတာရေမော်တာကအစဖြုတ်ခိုးနေကြတယ်။ဘသူကမှလည်းလုံးကြုံရေးတာဝန်မယူနိုင်ပါဘူး။အုပ်စုလိုက်နဲ့လုံနေကြတာပြည်သူစစ်တွေလည်းပါတယ်လို့ပြည်မနာ ထေတာကန်တူက ARD Times ကိုပြောပါရတယ်။ ။နေပြည်တော်မှာဝင်နေရင်အများစုမှပြိုကျပျက်စီးနေတဲ့အတွက်နှမ်းစီရီယံအများစုမှနှေးထိုင်မှုအခက်အခဲဖြစ်နေပြီးယာယီတဲတွေမှာနှေးထိုင်နေရတယ်လို့သိရပါဗျ။နေပြည်တော်မှာခုံးမှုတွေအပြင်ဓာတ်ထောင်လူရဲမှုတွေနဲ့ဓမြတိုက်မှုတွေလည်းရှိနေတယ်လို့လူမှုကွန်ရက်တွေမှာရေးသားနေကြပါဗျ။